အားလုံးပဲမင်္ဂလာပါ။ Audio Book တာယာရီအစီအစဉ်မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်ကံမြင့်နည်းများအကြောင်းကို လာရောက်မျှဝေပေးသွားခြင်းပါတယ်။ကံမြင့်နည်းများစွာရှိတဲ့အထက်ကနေမိတ်ဆွေတို့အတွက်အသုံးဝင်မဲ့ကံမြင့်နည်းအချို့ကိုမျှဝေပေးသွားပါရစေ။နံပါတ်1မိဘအဝတ်စားလျှော်ပါ။နံပါတ်2မိဘကိုပြည့်စုံလုပ်ကြည့်ပါ။နံပါတ်3မိဘကိုနေ့စဉ်ကြော်ပါ။နံပါတ်4 မိမိအိမ်ကိုတန်ရှင်းမှာနံပါတ်5မိမိအိမ်မျက်နှာစာကိုတန်ရှင်းမှာနံပါတ်6ဖရာကြောင်းဆောင်တန်ရှင်းမှာနံပါတ်9ဖရာရောင်တော်ဖွင့်မှာနံပါတ်10စွမ်းပန်းရေချမ်းစီမီနေ့စဉ်ကလူပါနံပါတ်9ဖရာတရားတန်ခါအကုန်တော်ဘွားပါနံပါတ်10လမ်းမော်ရှိအမိုက်တရိုက်စူးများမရှိအောင်လဲခြင်းပေးပါနံပါတ်17 ဇေဒီပရဟံတပြည့်စည်းလဲကုလိုယူပါနံပါတ်7ဖုံးဤကြောင်း၌ကုလီတန်ရှင်ရေလုတ်ပေးပါနံပါတ်73အများဆုံးအိမ်သားတန်ရှင်ရေလုတ်ပေးပါနံပါတ်74မြောင်းစေမြောင်းဖို့မြောင်းတူကုလိုယူပါနံပါတ်75ရေကန်စေပါနံပါတ်76ရေတွင်ရေကန်ရေအလူပြုပေးပါနံပါတ်79လမ်းမှာအမတ်တမဲ့တွေ့ရတဲ့ စာလောင်နေသူလူတလိဆန်များကိုဒါနပြုပေးပါနံပါတ်18ပန်းတကူပြစ်လူပေးပါနံပါတ်19ကုသိုလ်ပြုစည်ရင်မှတ်ပြီးပြန်လဲပီတီပွားပေးပါနံပါတ်20အရေးရသစ်ပင်စိုက်ပါနံပါတ်21အရေးလူပါနံပါတ်22ညောင်ထောက်ပါနံပါတ်23လေလွင်တလိဆန်များကိုဒါနပြုပေးပါနံပါတ်24အယူကျွေးပါ နံပါတ်25တရားထိုးပါတရားကုသိုလ်လုပ်ပါတရားတည်ဆောက်ပေးပါနံပါတ်26ခေါင်းစည်းမင်္ဂလာပြုပါနံပါတ်29ယဟန်တကာယဟန်တာဤကာမခံယူပါနံပါတ်28ရေနှင့်တိရိစ္ဆာန်လေးများအားဆယ်ပေးပါနံပါတ်29ကံငါးပါးလုံအောင်ထိမ့်ပါနံပါတ်30စိတ်ကောင်းမွေးပါ31ဝစီတူးစရိုက်ရှောင်ခြင်းပါ32 သူတပားကျေးဇူးသူတထုံကျေးဇူးကိုတည်တတ်ပါနံပါတ်33သူတော်ကောင်းတရား9ပါးကိုကျင့်သုံးပေးပါအထက်ပါကုသိုလ်များကိုလုပ်တဲ့နေရာမှာလဲဘာပဲလုပ်လို့ပြပြရောမလုပ်ပဲနဲ့တရာပီလေးပွားပြီးစေတနာ၃ဏ္ဏပောင်းလုပ်ပေးပါဒါဆိုရင်မိတ်ဆွေရမုတ်ချောက်ကံမြင့်လာမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ